Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မိလေးအရန်သမင်းမိန်စေတော့ဟင်းတစ်ခွက်ကိုချက်ပြပါမယ်နော်ငါချောင်းနဲ့အာလူးဘလို့ချက်ရင်ဘလို့စားကောင်းလဲဆိုတာကိုမိလေးနဲ့တူတူလက်ကြည့်ကြရအောင်နော်အရင်ဆုံးကဲအိုးကိုဖွေထားပေးပါနော်ကဲအိုအရှိန်နဲ့မိပူလာပြီးဆိုရင်တော့မိလေးတို့စီအနှဲငယ်လေးလောင်းထည့်ပေးပါမယ်နော် ောင်းထားတဲ့စက်တူနီဖက်လေးကိုစီတက်တက်ပါမယ်နော်စနွေအနေငယ်လေးထည့်ပေးပါမယ်နော်။အယောင်တင်ပေါက်တဆွန်းထည့်မယ်။နှဆွန်းလောင်းမီလေးထည့်သုံးထားပါတယ်နော်။ပြီးတော့ငရုတ်တီအကျန်းတောင်းမောက်ကိုနှဆွန်းလောင်းမီလေးပြန်သုံးထားပါတယ်နော်။အဆက်ကြိုက်တဲ့လူဆိုရင်တော့ငရုတ်တီကိုဒီထက်ပိုထည့်လို့ရပါတယ်နော်။ စိမ့်စားငပြည့်အနှဲငယ်လေးထည့်ထားပါတယ်နော်ပြီးရင်တော့စီတက်တက်ပါမယ်နော်စီတက်နဲ့မွှေးလာပြီးဆိုရင်တော့မိလေးတို့မဆလာလေးထည့်ပေးပါမယ်နော်မဆလာထည့်ပြီးလို့ရှိရင်เนาะမိလေးတို့ထမွေလိုက်ပါမယ်เนาะ ီလေးတို့ငချောက်ကိုထဲပတ်မယ်နော်ငချောက်ကတမျိုးနဲ့တမျိုးအရသာချင်းမတူတဲ့အတွက်တချို့ငချောက်တွေကစားတဲ့ပေါ့တယ်တချို့ငချောက်တွေကစားတတ်အားများတယ်ပေါ့နော်မီလေးကျတော့ဒီစားတတ်လေတဲ့ငချောက်ကိုတုံးထားပါတယ်နော်အာလူးထဲပတ်မယ်နော်ဒီလိုရှိရင်တော့မိလေးတို့အာလူးနဲ့ငချောက်ကိုပြန်မှွေလိုက်ပါမယ်နော် ရေတစ်ခွက်လုံးထည့်မှတ်မယ်နော်ရေထည့်ပြီးလို့ရှိရင်တော့မီလေးတို့အရသာတွေအရသာမှောက်တွေထပ်ထည့်ပါမယ်နော်တချို့ငချောက်တွေကြတော့စားတတ်အားပါတယ်ပေါ့နော်မီလေးတုံးတဲ့ငချောက်ကြတော့စားတတ်နဲတဲ့အတွက်ကြောင့်မီလေးကစားကိုအနည်းငယ်ထပ်ထည့်ထားပါတယ်နော်ချုံမောက်လေးထည့်ပေးပါမယ်နော်ဟင်းခက်စွန်းတော့လောက်နော် အရတာမောက်ကတော့ဟင်းခတ်စွန်းတဝက်လောက်ထည့်ထားပါတယ်နော်ပြီးလို့ရှိရင်တော့မိလေးတို့ပြန်မှွေထားပြပမယ်နော်အဖုံးကို၄မိနစ်၅မိနစ်လောက်မိလေးတို့ခုံးပြီးတော့ပြန်တည်ထားပါမယ်နော်မိနစ်ပြည့်ပြီဆိုရင်တော့မိလေးတို့ဒီမကြီးပြော့ရည်လေးကိုလောင်းထည့်ပါမယ်နော် မကြီးဖြော်ရည်ကိုလည်းမီလီတို့ကဟင်းချက်ခံပြီးမှလောင်းထည့်ပေးပါမယ်နော်မကြီးဖြော်ရည်လောင်းထည့်ပြီးလို့ရှိရင်တော့မီလီတို့က1မိနစ်လောက်3မိနစ်လောက်ထုံးပြန်အုပ်ပြီးပြန်တည်ထားပေးပါနော် ကဲမနစ်ပြည့်ပြီးပါပြီရှင်ဟင်ကကြက်သွားပါပြီနော်ချက်ရလွယ်ကူစားလို့လည်းအရန်ကောင်းတယ်ဟင်တစ်ခွက်ကိုချက်ပြီးပါပြီရှင်မိလေးကတော့ဟင်နဲ့မွမွေလေးနဲ့သမင်းကိုအရန်စားချင်နေပြီပေါ့နော်ကဲတငယ်ချင်းတို့လည်းချက်ရလွယ်ကူစားလို့လည်းအရန်ကောင်းတယ်ဟင်တစ်ခွက်ကိုချက်ပေါ်မမေ့ကြနဲ့အောင်နော် ြီးရင်မီလေးရဲ့ဒီဗီဒီအိုကိုလည်း like and share လေးလုပ်ပေးပုံမမေ့ကြပါနဲ့เนาะကျေးဇူးတင်ပါတယ်เนาะကဲတငယ်ချင်းတို့လည်းမီလေးနဲ့အတူတူလိုက်ချက်စာကြည့်ရအောင်เนาะ